အားလုံးပဲမင်္ဂလာပါခင်ဗျာအိန္ဒိယမှာအလွန်ဝမ်းနည်းစရာကောင်းတဲ့ဒရင်ဘုံဖြစ်ကျွန်တော်စတင်မှာဖြစ်တယ်လန်ဒန်မြို့ကိုဥတီတွားနေတဲ့ Air India ခီးသည်တင်လေယာဉ်ဟာနောက်ပိုင်းဂူဂျာရာပြည်နယ်အမက်တာဘတ်မှာပြတ်ကျခဲ့ပါတယ်လေယာဉ်ပေါ်မှာလူ242ဦးလိုက်ပါခဲ့ပါတယ်အဆိုပါလေယာဉ်ကဇွန်လ12ရက်နေ့မွန်းလွဲ3နာရီ39မိနစ်မှာထွက်ခွာခဲ့ပြီးစင်းတက်ပြီးတော့9မိနစ်ခန့်အကြာမှာပြတ်ကျခဲ့ခြင်းဖြစ်ပါတယ် အနည်းဆုံးလူ130တည်ဆုံကြောင်းအတည်ပြုခဲ့ပါတယ်တည်ဆုံသူအရေအတွက်တိုးလာနိုင်ပါတယ်ဒေယမှုကလေကြောင်းထိန်းချုပ်မှုစီကိုနေ့စဉ်အချက်ပြမှုတွေတတိပိချက်တွေကိုပေးပို့ခဲ့တယ်အဲ့ဒီနောက်မှာလေရင်ကလေကြောင်းထိန်းချုပ်မှုခေါ်ဆိုမှုတွေကိုတုံ့ပြန်မှုရပ်တန့်ခဲ့ပါတယ်အခုကြည့်နေတဲ့ဗီဒီယိုမှာ Boeing 787လေယာဉ်ပျက်ကျတဲ့အခိုက်အတန့်ကိုပြတ်တက်ထားပါတယ်လေစိတ်နံနမိတ်အပြင်ဘက်မှာပျက်ကျခဲ့ခြင်းဖြစ်တယ်လေရင်ကဆောင်းဝန်တက်ကိုခန့်ကိုလည်းဝင်တိုက်မိခဲ့သေးတယ်အဲ့ဒီအဆောက်အဦကနေတည်ဆုံမှုအများပြားရှိတယ်လို့လည်းဆိုပါတယ် လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပုံမတရှိနိုင်ဖို့အတွက်လှုပ်ဆောင်နေကြောင်းဘိုးရင်ကပြောကြားခဲ့ပါတယ်။ပျက်ကျရာနေရာမှာထူထားတဲ့အ내ရောက်မိခိုးတွေတက်လာနေတာကိုလည်းမြင်တွေ့နိုင်ပေဖြစ်တဲ့ရဲတပ်ဖွဲ့နဲ့မင်းတပ်သမားများအပါအဝင်ဂျေဘော့အဖွဲ့တွေကအဆိုပါနေရာကိုအလင်းမြန်တောက်ရောက်ခဲ့ကြပါတယ်။လေယာဉ်ပျက်ကျတဲ့နေရာကိုအ мян ပြောင်းရွှေ့ပြောင်းနေခဲ့ပါတယ်။လေယာဉ်ပေါ်မှာလူ242ဦးလိုက်ပတ်ခဲ့ကြောင်း Air India ကတီးပြုတ်ခဲ့ပါတယ်။လေယာဉ်မှု2ဦးနဲ့အမှုထမ်း10ဦးပါဝင်ခဲ့ပါတယ်။ခီးတဲ့များတွေမှာ အိန္ဒိယနိုင်ငံသား169ဦး၊ဗြိတိန်နိုင်ငံသား53ဦး၊ကနေဒါနိုင်ငံသား2ဦးနဲ့ပေါ်တူဂီနိုင်ငံသား9ဦးတို့ပါဝင်ပါတယ်။ကယ်ဆယ်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်။ကယ်ဆယ်ရေးသမားတွေကအပြက်စီးတွေကိုစာဖွင့်နေပြီးခီးတဲ့တွေရဲ့ပစ္စည်းတွေကိုဂရုတိုက်ဆိုင်စုဆောင်နေပါတယ်။ဒဏ်ရာရသူတွေကိုရေးပေါ်စေဦးတမ်းမှုခံယူဖို့အတွက်အစိုးရအစည်းအဝေးတစ်ခုတည်ဆောက်ထားပါတယ်။ဝန်ကြီးချုပ်နရမူဒီကအခြေအနေကိုတုံ့ပြန်ခဲ့ပါတယ်။ဒုက္ခသည်တွေကိုကူညီပေးဖို့ဝန်ကြီးတွေနဲ့တာဝန်ရှိတဲ့သူတွေအဆက်အသွယ်ရထားပါတယ်။ ပြည်ထောင်ဝန်ကြီးအမေရှိနဲ့မြို့ပြလေကြောင်းဝန်ကြီးရန်မိုဟန်နာဒူတို့ဟာလေပြကြနေရာကိုတက်ရောက်ခဲ့ကြပါတယ်။ကယ်ဆယ်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းကြီးကြပ်မြဖြစ်တယ်။လေကြောင်းပို့ဆောင်ရေးဝန်ကြီးကအခြေအနေကိုကိုယ်တိုင်စောင့်ကြည့်နေတယ်လို့ပြောပါတယ်။အရေးပေါ်တုံ့ပြန်မှုမျက်စံပြီးကောင်းမွန်စွာဆင်းရဲကြဆောင်ရွက်ပေးစေလိုပါတယ်။ဒီချိန်ထဲမှာလေပေါ်မှာနိုင်ငံသား53ဦးပါရှိတဲ့ပြည်ထောင်စုရကလည်း အိန္ဒိယအနာပိုင်တွင်နီကာဆာလှုပ်ဆောင်နေကြောင်းပြောကြားခဲ့ပါတယ်လိုအပ်တာမန်နမြောက်ကိုပံ့ပိုးချင်နေကြောင်းလည်းပြောပါတယ် UK ဝန်ကြီးချုပ်စတာမာကသူ့အနေနဲ့အခြေအနေနဲ့ပတ်သက်ပြီးပုံမှန်တင်းချဲ့လေးတွေရရှိနေတယ်လို့လည်းပြောပါတယ်လေရင်ပြချောင်းမှုတွေမှာပြန့်နှံ့လာတဲ့အတွက်ကြောင့်ခီးတဲ့တွေရဲ့မီတာစုဝင်တွေကအမက်တာဘမြို့ပြဆေးရုပ်ကိုအမြန်ပို့ဆောင်ခဲ့ကြပါတယ်သူတို့ချရတဲ့သူနဲ့ပတ်သက်တဲ့အချက်အလက်မန်နမြောက်ကိုစာဖေးဖို့စိတ်အားထက်သန်နေကြပါတယ်အများစုမှာအလွန်စိတ်မကောင်းဖြစ်ပြီးဒီဆိုးရတဲ့ဖြစ်ဆိုးရင်းငြိမ်သက်စွာနေရန် ယုံကန်ခဲ့ကြရပါတယ်။လေရင်ပြေချမှုကလေရင်ပေါ်မှာရှိတဲ့လူတွေကိုထိခိုက်စေခဲ့ပြီးလေရင်ပြေချခဲ့တဲ့ဆောင်ဝင်ရဲ့ဘော်ဒါဆောင်မှာရှိနေသူတွေကိုလည်းထိခိုက်ခဲ့ပါတယ်။ဆောက်ဦးရှိလူများရဲ့ဆွေမျိုးများက၎င်းတို့ကြောက်စရာကောင်းတဲ့တွေ့ကြုံကိုပြောပြပါတယ်။လေချောင်းရရှိများကယ်ဆယ်ရေးလူသားများနဲ့အစိုးရကောင်းဆောင်များအားလုံးတည်တည်ရှိနေကြပါတယ်။ဒီကြေကွဲပွဲပြေချမှုဖြစ်ရတဲ့အကြောင်းရင်းကိုသူတို့စတင်စုံစမ်းနေပြီဖြစ်တယ်။ ပါဝင်ပတ်သက်နေတဲ့မိသားစုပေါင်းများစွာအတွက်ဒါကဝမ်းနဲ့ပူဆွေးမှု ကြောင်းရမှုနဲ့အပြေမရတော့မိကိုများစွာနဲ့ပြည့်နေနေတဲ့အမောင်နေ့တစ်နေ့ဖြစ်ပါတယ်